အဲ့ဒီမေဖို့လေးကျွန်တော်ဖြည့်ပေးမယ်နော်တိလသမารီနဲ့ပြည့်စုံတဲ့ဆရာတော်ကိုတဲ့ဘလို့အောက်လန်းကတိုက်ရလို့လားတဲ့နော်အဲ့တော့အာမြတ်စွာဘုရားရှင်ကိုလိုမြကြီးတတ်တော်ထင်ရရှိစဉ်အချိန်ခါတုန်းကဘုရားတက်ရှိတင်ရရှိနေတဲ့အချိန်ခါတုန်းကဘုရားရဲ့သားတော်ယန်တပါးကိုဆုံးမတယောက်ကနေပြီးတော့နော်ချစ်လို့ဆိုပြီးတော့ပြူစားလိုက်တယ်ချစ်လို့ဆိုပြီးတော့ကြွေးလိုက်တယ်စီးပေါ့နော်အဲကျွန်တော်တို့ဒီပယောဂအခေါ်နဲ့ဆိုရင်တော့ခက်ဆေးခေါ်တာပေါ့အဲ့ဒီခက်ဆေးမိသွားတဲ့တို့ကြောင့်မလို့ဆရာတော်ကဘုရားရဲ့သားတော်အဲ့ဒီယဟန်က เนาะတမိုင်မှန်တထူထူနဲ့အဲ့ဆေးကိုစားပြီးတဲ့အချိန်ကနေစပြီးတော့တမိုင်မှန်တထူထူနဲ့နေလို့ထိုင်လို့မကောင်းဘူးပေါ့တရားအထုတ်လို့လည်းမရတော့ဘူးပေါ့နော်အဲ့ဒါနဲ့ဒီယဟန်ကနေမကောင်းဖြစ်နေတယ်ဒီယဟန်ကနေမကောင်းဖြစ်နေတယ်ဆိုပြီးတော့ဖယားကိုသွားပြီးတော့ဒီယဟန်ဘာဖြစ်နေလဲမသိဘူးဆိုတော့ဖယားကိုသွားလျှောက်တဲ့အချိန်ကမှဖယားကပြုံးတော့မူတယ်ပြုံးတော့မူပြီးတဲ့အချိန်ကကျတော့အဲဒီယဟန်ကသူ့ကိုချစ်လို့ပြူစားထားတဲ့ဆုံးမပေါ့နော်အဲ့ဒီဆုံးမရဲ့ပြူစားခြင်းကိုသူခံနေရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့အာအဲ့လိုဖြစ်နေတာလို့ဖယားမိတ်တယ်အဲ့ခါမှာယဟန်နေရာနေပြီးတော့လျှောက်တယ်ပေါ့နော် အဲ့ဒီယောဂါကိုပြောင်းအောင်ဘယ်လိုလုပ်ရမလဲဖရာကိုမေးလျှောက်တဲ့အခါမှာဖရာကနေပြီးတော့ကျွန်တော်တို့ဒီလှန်လှဲဘိမ့်မှာကတ်နေတယ်မြေကြီးပေါ့နော်အဲ့ဒီမြေကြီးကိုရေဖြွေးတိုက်လိုက်အဲ့ဒါဆိုရင်ပျောက်တယ်ဆိုပြီးတော့အဖရာကိုယ်တိုင်မိတ်ကြားခဲ့တာရှိပါတယ်လို့နော်အဲ့တော့ဒီတကူဆရာတော်ကြီးတို့ဟောတဲ့တရားတွေမှာပါတယ်ဗာကျုပ်ဆရာတော်ကြီးတို့ဟောတဲ့တရားတွေမှာပါတယ်နော်အာစာတက်ပြတဲ့ဆရာတော်တော်များများကိုတွားပြီးတော့မေးကြည့်ဘယောဂဆိုတာတကယ်ရှိတယ် နော်အဲ့တော့ဖုံးကြီးတွေလူတွေရွေးနေမှာမဟုတ်ဘူးဘာလို့လဲတို့ကမိษาဖရားရုပ်တော်ဖရားပုံတော်ခြေဘောကထိုးတာလားတို့ကမိษาတွေမိษาဖြစ်တော့ကြောင့်မလို့ဖုံးကြီးတွေလူတွေတို့ကရွေးနေမှာမဟုတ်ဘူးတို့ပြူစားကျင်တယ်လို့တို့အချိန်မီပြူစားလို့ရတယ်ဘာကြောင့်လဲဆိုတော့တို့ကတစ္ဆာဆိုထားတာနောင်ဘဝဆက်ဆက်တို့ကလူပြန်မဖြစ်ပါဘူးဆိုတဲ့တစ္ဆာကိုဆိုထားတာတို့ကတဘဝဇံလေးနော်အဲ့တော့မသိရင်လေးလာပါလို့နော်ယဟန်ဖြစ်စေလူဖြစ်စေသူတစ်ပါးတိုက်ခိုက်ရင်ခံရတာတွေရှိတယ်မြတ်စွာဘုရားတော်မှာ ဒေဝဒတ်တိုက်ခိုက်တာကိုခံရတယ်ဖျားဖြစ်နေလို့သာ အသက်မတည်တာနော်မဟာဝါပါဠိတော်မှာယဟန်တပါးဟာကရဒိနကဘာဒအမိရှိတဲ့သုံးမကပေးတဲ့ဈေးကိုစားမိတဲ့အတွက်သုံးပြစားခြင်းခံရပါတယ်အဲ့ဒီလိုသုံးပြစားခြင်းခံရတာကိုဖျားရှင်တည်တော်မူတဲ့အခါမှာထွန်သွားမှကတ်နေတဲ့တီတာလောလီလိုခေါ်တဲ့ရှင်ခဲကိုရေဖြော်တိုက်ခဲ့တဲ့အတွက်သုံးပြစားခြင်းယောဂါမှလွမြောက်ခဲ့ရပါတယ် အဲ့ဒီလိုတာရကတွေရှိတာကြောင့်ဘုံကြီးတွေကိုလည်းဆုံးပြူစားခြင်းမခံရနိုင်ဘူးလို့ပုံသေးမတော့ပါနဲ့နော်အောက်လန်းကတကယ်ရှိပါသလားဖေရတဲ့သီရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်တယ်ဆိုရင်အောက်လန်းတွေဆုံးတွေကဝေတွေကိုလက်မခံသင့်ဘူးလို့မနေ့ကတကတယောက်က ပြောပါတယ်သီရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ပါတယ်လို့ပြောပြီးတော့ မယိုးဖလာဖြစ်နေတဲ့သူတွေတပုံကြီးရှိပါတယ်เนาะထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်တာ ਨੇ ပဲစုံးတွေကဝေးတွေအောက်လန်းတွေမရှိတော့ဘူးလို့ယူဆမယ်ဆိုရင်မှားပါလိမ့်မယ်ဒီမကောင်းတဲ့အတက်ပညာတွေဟာဖះရှင်မပွင့်ခင်တည်းကရှိပါတယ်ဣရုဝေဒယဇုဝေဒပါမဝေဒအထပနဝေဒဣတိဟာတဝေဒဆိုပြီး ဝေဒ၅ကျမ်းရှိပါတယ်။အဲ့ဒီဝေဒ၅ကျမ်းထဲမှာအာထပနာဝေဒကျမ်းဆိုတာပါပါတယ်။အဆိုပါအာထပနာဝေဒကျမ်းထဲမှာလူတွေကိုဒုက္ခပေးတဲ့သုံး၊ကဝေ၊အောက်လန်း၊မောမန္တန်စတဲ့အတက်ပညာတွေပါပါတယ်။အဲ့ဒီလို အတက်ပညာတွေပါတာကြောင့်အာထပနာယတိတွေဟာဒီမကောင်းတဲ့အတက်ပညာတွေကိုလက်ဆဖျောက်ဖြစ်ပါတယ်။သို့တော်လည်းပဲ ကုံစင်အောင်မဖျောက်ဖျက်နိုင်တဲ့အတွက်ကျွင်းကြံရစ်တဲ့အတတ်ပညာတွေကပွားပြီးတော့လူတွေကိုယနေ့တိုင်ဒုက္ခပေးနေတာရှိပါတယ်။ဒါကြောင့်အောက်လန်းဆုံးကဝေးမော်စတဲ့အတတ်ပညာတွေဟာတကယ်ရှိပါတယ်နော်။ထေရဝါဒဖြစ်ခြင်းမဖြစ်ခြင်းနဲ့လည်းမဆိုင်ဘူးဆိုတာကိုလည်းမှတ်သားထားပါ။အခုခေတ်ဆုံးပြူစားခံရရင်ထွန်သွားကပ်နေတဲ့ရွှေခဲရေဖြော်တိုက်ရင်ပျောက်ကင်းနိုင်ပါသလားဖေရ။ ိတ်တမျိုးတည်းနဲ့အနာယောဂအလုံးကို မပြောက်နိုင်ပါဘူးနော်သူ့အနာနဲ့သူ့စိတ်တဲမှသာအနာယောဂပြောက်ပါလေဆုံးပြူသားခံရတဲ့ယဟန်ကိုဖွဲခဲမှာကတ်နေတဲ့ရွှံခဲကိုရေဖြော်ပြီးတိုက်ခဲ့တယ်ဆိုတာဟာမြတ်စွာဘုရားကအနာနယ်စိတ်တဲမှန်းသိလို့တိုက်တာပါမိမိတို့ကအနာနယ်စိတ်တဲမှန်းမသိတာကများပါတယ်အနာနယ်စိတ်တဲမှန်းမသိဘဲရမ်းတိုက်လိုက်မယ်ဆိုရင် တရာမှာ90ရာခိုင်နှုန်းလောက်ကဘေးထွက်ဆိုးကျိုးဖြစ်ဖို့များပါတယ်အဲ့ဒီအတွက်ဒီကနေ့ခေတ်မှာဆုံးပြူစားခံရရင်ထဲသွားမှာကတ်နေတဲ့ရွှေခဲကိုရေဖြော်ပြီးတိုက်လို့ပြောက်မပြောက်ဆိုတာအတိအကျမပြောနိုင်ပါဘူးဒါကြောင့်ဒီကနေ့ခေတ်မှာဆုံးပြူစားခံရပြီဆိုရင်တက်သည့်နားလေတဲ့သူတွေရဲ့ထံမှာသွားရောက်ပြသပြီးကုသတာဟာအကောင်းဆုံးပဲဖြစ်ပါတယ်အရှင်ဖေယကုသိုလ်ပြုပြီးတိုင်းလောကီချမ်းသာရောနိဗ္ဗာန်ချမ်းသာရော အတူတူတောင်းစုပြုလို့ရပါသလားဖေရားတဲ့ဝိဝတဒါနကုသိုလ်နဲ့ဝိမု ക്തി ဒါနကုသိုလ်ရယ်ဆိုပြီးနှမျိုးရှိပါတယ်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဤကောင်းမှုကြောင့်လူစည်းစိမ်နတ်စည်းစိမ်ကိုရရပါလို့ဤလို့ဆူတောင်းပြီးပြုသော ကုသိုလ်ကောင်းမှုသည်ဝိဝတဒါနကုသိုလ်ဖြစ်ပါတယ်ဤကောင်းမှုကြောင့်မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤလို့ဆူတောင်းပြီးပြုသောကုသိုလ်ကောင်းမှုသည်ဝိမု ക്തി ဒါနကုသိုလ်ဖြစ်ပါတယ် ဝိဝတ္တဒါနကုသိုလ်သည်တန်ត្រာကိုရှည်စေပြီးဝိမု ക്തി ဒါနကုသိုလ်သည်တန်ត្រာကိုတိုးစေပါれ။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဝိဝတ္တဒါနကုသိုလ်ကိုပြုပြီးလောကီစုတွေကို မတောင်းပဲဝိမု ക്തി ဒါနကုသိုလ်ကိုပြုပြီးလောကုတ္တရာစုကိုသာ တောင်းတင်ပါれ။အဲဒီလိုဝိမု ക്തി ဒါနကုသိုလ်ကိုပြုပြီးလောကုတ္တရာစုကို တောင်းမယ်ဆိုရင်လောကီစုတွေဒီလဲပဲမတောင်းပဲနဲ့ကြွေးကူရေပါသလို နိဗ္ဗာန်ရောက်သည့်တိုင်အောင်အကျိုးလိုက်ပေးမှာဖြစ်ပါတယ်။ဖုံဖုံဓမ္မအမေးအဖြေတွေအမြဲနားထောင်ပြီးဘ ഹു တုတ္တများစွာရပါတယ်။မေခွန်းမေးလျှောက်ပါရစေဖေယား။မာနရဲ့တတန်းဟာဘလောက်ရှိပါလဲဖေယားတဲ့။မာနမင်းဟာနတ်ပြည်၆ထက်ထဲကအမြင့်ဆုံးနတ်ပြည်ဖြစ်တဲ့ပရဏိမိတဝတ္တဝတီနတ်ပြည်မှာနေပါတယ်။ ပရဏိမိတဝတဝတိနတ်ပြည်မှာရှိတဲ့နတ်တွေရဲ့နတ်သက်တန်းဟာအနှစ်၈000ဖြစ်ပါတယ်။အဆိုပါနတ်သက်တန်းအနှစ်၈000ဟာလူပြည်မှာနှစ်ပေါင်း920ဒဂရီနဲ့6တန်းဖြစ်ပါတယ်။ပရဏိမိတဝတဝတိနတ်ပြည်တရဟာလူပြည်မှာနှစ်ပေါင်း1600ဖြစ်ပါတယ်။ဒါကြောင့်မန္တမင်းရဲ့သက်တန်းဟာအပြည့်နေရမယ်ဆိုလို့ရှိရင်နတ်သက်တန်းအနှစ်၈000ဖြစ်ပြီးလူသက်တန်းအရာပြောရမယ်ဆိုရင် နှစ်ပေါင်း920ဒဂရီနဲ့6တန်းဟာမာနမင်းရဲ့တက်တန်းဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ပထမမန်လေးမှု ဖြည့်ပေးပါဖေရမိန်ကလေးကယောက်ျားလေးအင်္ကာပြောင်းလိုက်ရင်ဦးစင်ဝစ်လို့ရလားဖေရရှင်းပြပါဖေရတဲ့မရပါဘူးเนาะရဟန်းလောင်းတွေကိုမေးစီစစ်တဲ့အန်ဒရယ်73ချက်ထဲမှာယောက်ျားစင်စစ်အေကန်ဖြစ်ရလားဆိုတဲ့အချက်ပါပါတယ် မေးထားတာကကယောက်ျားစင်စစ်အေကံဖြစ်ရဲ့လားလို့မေးထားတာပါမိန်းကလေးကယောက်ျားလေးအင်ကာပြောင်းလိုက်တယ်ဆိုတာဟာယောက်ျားစင်စစ်အေကံဖြစ်တာမဟုတ်ပါဘူးအသွင်ပြောင်းထားတာပဲဖြစ်ပါတယ်ဒါကြောင့်ယောက်ျားလေးအင်ကာပြောင်းထားတဲ့သူများယဟန်ခံလို့မရပါဘူးအရှင်ဖေယမိဘကအယံဆိုးပါတယ်သားသမီးကစိတ်တုံလို့ပြန်ပြောပြန်တုတ်ပြန်ရင်ငရဲကြပါသလားဖေယား ဘေးအိမ်ကတားဖားတွေအတွက်ဘေးပေးခြင်းပါဖရာတဲ့ဒေါသနဲ့တုတ်ပြန်ပြီးပြောဆိုမယ်ဆိုရင်တော့အပြစ်ဖြစ်တာပေါ့နော်ဒေါသနဲ့တုတ်ပြန်ပြောဆိုခြင်းမျိုးမဟုတ်ပဲအမှန်မြင်ပါစေဆိုတဲ့မေတ္တာစိတ်မျိုးနဲ့တုတ်ပြန်ပြောဆိုတာကတော့ပြောကောင်းပါတယ်အပြစ်လည်းမဖြစ်ပါဘူးနော်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးသင်္ကန်းဝတ္တာမငြိမ်မညာဖြစ်နေတဲ့အတွက်ကိုရင်လေးက အရှင်ဖရာသင်္ကန်းဝတ်တာမငြိမညာဖြစ်နေပါれဆိုပြီးတတိပေးပါれအဲ့ဒါကိုအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကသင်္ကန်းကိုတေတေတက်တက်ပြန်ဝတ်ပြီးနောက်နောက်အမြင်မတော်တာများတွေ့ရင်လဲပြောပါကိုရင်လေးဆိုပြီးတော့ကိုရင်လေးကိုမိန့်ကြားပါれအပြုသဘောဆောင်တဲ့အနေနဲ့မေတ္တာစိတ်ရှိထားပြီးတုတ်ပြန်ပြောဆိုတာမျိုးကတော့မိဘမှမဟုတ်ပါဘူးဘယ်လိုလူမျိုးမဆိုပြောကောင်းပါれအဲ့ဒီလိုပြောခြင်းမျိုးကအပြည့်မဖြစ်တဲ့အတွက် ငရေလဲမကြပါဘူးเนาะ